မကွေးတိုင်းဒေသကြီးတရဲမြို့နယ်ထဲမှာရေကျသွားခဲ့ပေမဲ့ကိုဒေသကိုပြန်ဖို့အခက်ခဲနေကြပါတယ်ဒီသတင်းကိုကိုမင်းညိုကပေးပို့ထားတာပါခင်ဗျာအခုရောက်ရှိတဲ့နေရာကတော့မကွေးတိုင်းတရဲမြို့နယ်ထဲကရေဘော်ကျွန်းဆိုတဲ့ခြေရွာလေးဖြစ်ပါတယ်ဒီရေဘော်ကျွန်းခြေရွာလေးကအရော်ရင်မြစ်ကအလဲမှာရှိတဲ့အောင်လံမြို့နဲ့တရဲမြို့ရဲ့အလဲမှာဒီလေမှာရှိနေတဲ့ကျွန်းရွာခြေရွာလေးပဲဖြစ်ပါတယ်ဒီရွာလေးကအင်ဂျင်400လောက်ကိုရှိပါတယ်အဲသူတို့ကတော့အများစုကတော့တောင်ရလုံခန်းတွေလုပ်ခိုင်းကြတာကိုတွေ့ရတယ် အနည်းစုကတော့ရေလုံသားတွေလည်းအချို့တော့တော့အနည်းငယ်ရှိတယ်ဒီမှာအိမ်ကြီးအိမ်ကောင်းတွေလည်းအများကြီးတွေ့ရပါတယ်ဒါပေမဲ့တော်တော်များတော့ဒီမှာမနေကြတော့ဘူးပြီးသွားတဲ့ဘောက်ကလ29ရက်နေ့ရေစတက်လာကြတဲ့က30 31မှာသူတို့အောင်လံဘကန်နဲ့တရက်ဘကန်ကိုရွှေ့ပြောင်းပြီးတော့နေတဲ့အတွက်ကိုဒီမှာအိမ်ဆောင်တွေတော့ပဲရှိပြီးတော့အခုဒီနေ့ထိ6ရက်မြောက်သွားတဲ့နေ့ထိသူတို့ပြန်လာလို့မရသေးပါဘူးရေကကျသွားတယ်ဆိုပေမဲ့လည်းလူတွေပြန်လာပြီးနေနိုင်လို့ရတဲ့အဆင့်အထိမရသေးတဲ့အတွက်ကိုသူတို့တရက်ဖက်တဲ့အောင်လံဘက်တွေမှာသူတို့နေနေရတာကိုတွေ့ရပါတယ် အခုဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒေတာကန်လေးချို့မေးကြည့်ပါဦးမယ်မြည်ရင်ကြီးတာတော့ဒါနဲ့ဆို၃နှစ်ကျုံးနေရပြီအဒီရင်တော့တော့ဟိုလောက်ရွာထဲကို၄ဘီ၃ဘီအဲ့လောက်နေပဲပြန်ပြန်ကြတယ်ဒီ၃နှစ်ရှိပြီဇက်တိုက်ဖြစ်နေအဲ့နွားတွေပါတွေကတော့ကျွန်တော်ရွာရေမြုပ်တယ်ဆိုရင်ကုန်းတွေမြုပ်လို့ရှိရင်အကုန်လုံးစီစဉ်ပြီးတယ်အကုန်လုံးပို့ပြီးတယ်မျိုးနေရလဲဟိုဇက်တီပါရေးပြင်ပြီးတယ်ဘူးရဲ့ပိုင်ကိုမနေ့ရှင်းလမညာရှင်းလမအဲ့လောက်တော့ကြာတယ်ကျွန်တော်နောက်ထပ် သုံးပြီလောက်ကျသွားရင်တော့ပြောင်းလို့ရတယ်တိန်ဆောင်ရင်ပေါ့နော်ဟိုနွားတွေကြွရရတဲ့ပုံဘက်ကိုပို့ထားမိနေမိအဒီမှာစားဖို့တောက်ဖို့ကဘယ်လိုလုပ်လဲစားဖို့တောက်ဖို့ကရှိတာပဲစားတာပေါ့ဒီမှာရှိတဲ့စားတာပဲစားကဲဒဲလာပြီးတော့လဲသမီးတို့တွေပိုင်ပြီးတော့လဲစားနွားတွေအစားတော့ဒီခါလေးကြက်လဲဒီကျုံးမော်ရိတ်ပြီးတယ်ဒီခါလေးကြက်လို့ရှင်ဟိုလဲပက်တီစိန်ကင်းကျွတ်ပုံဘက်တည်းရကြ ခုရောက်နေတဲ့နေရာကတော့ဒီရွှေသက်လို့ဆိုတဲ့ဓမ္မယုံမှာကျွန်တော်ရောက်လာဖြစ်ပါတယ်အဲဒီမှာလည်းအင်ရန်၃၈ဆုလောက်ကဒီမှာလာပြီးတော့ဒီဝိဒုက္ခတွေအနေနဲ့သူတို့ဒီမှာလာပြီးတော့ခုတ်လုံးနေတာပါကျမတို့မှာဆုံရှုံသွားပါတယ်ဘာမှလည်းမရပါဘူးကျမတို့မှာစောင့်နေရလည်းမကြည့်လဲပါဘူးအိန္ဒိယလည်းပေါက်ပေါက်ပြဲပြဲနဲ့ဒုက္ခရောက်နေပါတယ်ပစ္စည်းတွေဆုံးနေတာတွေလည်းဆုံးကုန်ပါပြီလူတွေသာအရာပြေးခဲ့ရပါတယ် မတို့မှာအခုအဲ့ဒီစိမ့်ဆိုတာကကျမတို့မှာလုံးလုံးလက်လွတ်ခဲ့ပါတယ်။ရှိခွေတွေကလည်းပဲအခုကျမတို့နဒေါ်လာကိုပြန်ဆက်ရမှာလို့သမောင်းငွေကပြောပါတယ်။ကျမတို့မှာလည်းပေးဆက်เสียရမရှိလို့ကောင်းကြည့်ပြီးစိတ်ရှုပ်နေရပါတယ်။အဲ့လိုအဲ့ငွေတွေလာခက်ခဲမဲ့စားဝတ်နေရလည်းခက်ခဲမဲ့နေဖို့ထိုင်ဖို့လည်းခက်ခဲမှာပါ။အခုလာ29ရက်နေ့ကစပြီးတော့ရေစတက်လာတယ်။31ရက်နေ့မှာသူတို့ရှင်မှာရှိတဲ့နွားအကောင်တရာကျော်လောက်ကိုတရက်ဖက်စေကန်းနဲ့အောင်လဘက်စေကန်းကိုဇက်ရည်ရင်နဲ့ဒီနွားအကောင်တရာကျော်ရွှေ့လိုက်ရတယ်လို့သိရပါတယ်။ ကျွန်တော်မင်းကြီးကိုတရက်မြောက်ကနေပြေးဖို့ထားတာပါ